င်္ဂလာပါမမင်္ဂလာပါရှင်ဟုတ်ကဲ့အ B2B ရဲ့ကျွန်တော်အင်တာဗျူးခန္ဓာနေကြိုးစားပါတယ်ဟိုကျွန်တော်တို့အခုအကတော့ဒီ COVID-19 ခရက်ကတကဘာလုံးမှာဖြစ်နေတယ်ကျွန်တော်မြန်မာနိုင်ငံလည်းအပါဝင်ပေါ့လေအဲ့တော့ကျွန်တော်တို့ဟိုစီးပွားရေးခန္ဓာမှာဆိုရင်လည်းမြန်မာလုပ်ငန်းတွေမြန်မာပြည်ကလုပ်ငန်းတွေအနေနဲ့လည်းဒါထိခိုက်မှုတွေကြုံနေရတယ်အဲ့တော့လုပ်ငန်းတွေထိခိုက်တယ်ဆိုတော့ကျွန်တော်လုပ်ငန်းရှင်တွေရောဒီဝန်ထမ်းတွေရောပေါ့နော်တာယာမှုတွေရှိနေတယ်အဲ့တော့ဒီကနေ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဟို အချက်တဲကြားကဝန်ထမ်းရေးရဆိုတော့အကောင်းဆုံးလေးနဲ့အမကိုကျွန်တော်ဒီနေ့အာမေးမြန်းချင်ပါတယ်မဟုတ်ကဲ့ပါဟိုအဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာကျွန်တော်အစိုးရနေပြီးတော့မှအာထုတ်ပြန်ချက်တွေစက်ယုံတွေအလုပ်ယုံတွေဒီလောက်ကုန်ပိုင်းအထိစောင့်ပေးဖို့ပေါ့နော်သူတို့စစ်ဆေးရေးလုပ်ဖို့ဆိုပြီးတော့သူတို့ထုတ်ပြန်တာတွေရှိတယ်အဲ့ပေါ်မှာဒီဝေဖန်မှုတွေရှိတယ်နောက်တစ်ခုကဒီစက်ယုံအလုပ်ယုံပိုင်ရှင်တွေနဲ့ဒီဝန်ထမ်းတွေကြားမှာလဲအာဟိုဖွင့်ပါမဖွင့်ပါတဲ့ဒီလိုမျိုးဟို အဆင်မပြေမှုလေးတွေနောက်တချို့ conflict တန်တဲ့ဟာလေးတွေဖြစ်တော့အဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပေါ့နော်အမှန်နေတာဘယ်လိုမျိုးမှတ်ချက်ပြုကြင်လဲဗျာဟုတ်ကဲ့အော်ကျွန်မပထမဆုံးပြောချင်တာကဒီကတ်အကြောင်းပေါ့နော် covid ပေါ့အာ pandemic လို့လည်းခေါ်တယ်ဆိုတော့ဒီဟာကကျွန်မတို့ကမျောလင့်ထားလို့ရတဲ့ကိစ္စတခုမဟုတ်ဘူး ဆိုနိုင်ငံတိုင်းမှာလည်းဖြစ်ဖို့ဆက်မှာဖြစ်ဖို့မယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကဖြစ်ဖူးတော်냐လဲဒါကြီးကရုပ်တရက်ဖြတ်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားလို့ရတဲ့ကိစ္စမဟုတ်ဘူးဥပမာကျမတို့အာရေဘေးပေါ့ရေဘေးဆိုတာမကြာခဏဖြစ်ဖူးတယ်ဖြစ်ဖူးရတဲ့အတွက်ဒီအတွေ့အကြုံတွေမှာအခြေခံပြီးတော့ကျမတို့ preparedness ပေါ့နော်ကျမတို့ readiness ပြင်ဆင်ထားလို့ရတာမျိုးတွေရှိတော်냐လဲအခု covid ဆိုတာကြီးကဟိုတကမ္ဘာလုံးအရင်တုံ့ပြန်လာလာအောင်ရုပ်တရက်ကြီးပေါ့နော်အရင်စိုးစိုးဝါးကြီးဖြစ်သွားတဲ့ကိစ္စတခုဖြစ်တဲ့အတွက်ကြောင့်ဘယ်နိုင်ငံမှလည်း အရင်ကြီး prepare လုပ်ထားတာမျိုးမရှိ ပြင်ဆင်ထားတာမျိုးမရှိအေးနိုင်ငံရဲ့အခြေအနေဘောရမူတည်ရပေါ့နော်တိုးတက်တဲ့နိုင်ငံဖြစ်မယ်ဖွံ့ဖြိုးတိုးတက်စေနိုင်ငံဖြစ်မယ်ဖွံ့ဖြိုးတိုးတက်ဖို့လူနေသေးတဲ့နိုင်ငံတွေဖြစ်မယ်အဲ့တော့အဲ့လိုအခြေအနေမှာ ရုပ်တရက်အရာရာအတွက်ကိုကျမတို့ကတအားကြီးပြင်ဆင်ထားပြီးမျှော်လင့်ထားပြီးတော့လုပ်ထားတာမျိုးတွေမရှိတဲ့အခါမှာဆုံးဖြတ်ချက်ချရတာမျိုးတွေကလည်းလုပ်ငန်းအနေနဲ့ဖြစ်စေနိုင်ငံအနေနဲ့ဖြစ်စေလူတယောက်ချင်းကျမတို့မိသားစုတစုချင်းအနေနဲ့ဖြစ်စေဖြစ်လာတဲ့အခြေအနေပေါ်မှာ live ad hoc ပေါ့နော် အလိုင်ယောင်ကြီးတွေဖြစ်အောင်ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချရတယ်ဆိုတော့နိုင်ငံအနေနဲ့မှာကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရအနေနဲ့မှာလဲသူတို့ဖြစ်လာတဲ့အခြေအနေပေါ်မှာတယောက်စတွေ့တယ်နှစ်ယောက်တွေ့မယ်သုံးယောက်တွေ့မယ်တိုးလာတယ်ဒီလောက်ဘယ်လောက်ထိပွားလာနိုင်မလဲဘယ်နေရာတွေမှာဖြစ်တယ်လဲဘာတွေလိုအပ်တယ်လဲတခြားနိုင်ငံတွေကဘာတွေလုပ်တယ်လဲအဲ့လိုမျိုးတွေလေ့လာပြီးတော့သူတို့အချိန်နဲ့တပြေးညီသူတို့စဉ်းစားရတယ်ဆုံးဖြတ်ရတယ်ဘာလုပ်ကြမလဲပေါ့နော်အားပိတ်မယ်ဟဲ့ရုံးနေပိတ်ပိတ်ပိတ်အိမ်ကနေအလုပ်လုပ်မယ်ဟဲ့ တော့ဖွင့်မယ်ဟေးဖွင့်ဖွင့်ဖွင့်ပေါ့နော်အခြေအနေကိုကြည့်ပြီးပြန်ဖွင့်ကြမလားပေါ့စီးပွားရေးအခြေအနေကြောင့်ဖြစ်စီလိုအပ်ချက်ကြောင့်ဖြစ်စီအချောင်းမျိုးမျိုးနဲ့အဲ့ဒီလိုမျိုးတွေဆုံးဖြတ်ရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်မပြောချင်တာကအားနည်းချက်တွေရှိကောင်းရှိမယ်လိုအပ်ချက်တွေရှိကောင်းရှိမယ်ဒါကိုကျွန်မတို့တွေကအဖက်ဖက်ကနေပြီးတော့နားလည်ဖို့တော့လိုတာပေါ့နော်ဆိုတော့အားနည်းချက်ရှိရဆိုရင်တော့ဘာလဲဆိုတော့ communication breakdown တွေဖြစ်နိုင်တယ်ပေါ့ဟုတ်ကဲ့ဆိုတော့ပါဆိုအခုဒီ announcement ထွက်တယ်ဆိုလို့ရှိရင်ကျွန်မတို့က ့20နဲ့စမယ်လို့ပြောလိုက်တယ် announcement က19ရက်နေ့ညထွက်တယ်ဆိုတော့ဟုတ်ကဲ့ဆိုတော့အရန်ကတ်သွားတယ်ဒါပေမဲ့အဲ့လိုအရန်ကတ်သွားတာကိုကျမတို့ကထိုင်ပြီးတော့ဖြစ်တင်နေမယ်စာကျမတို့ okay ဟုတ်ပြီ announcement ကဒီလိုထွက်လာပြီအဲ့တော့ဒီထွက်လာတဲ့ခြေညာချက်ကိုကျမတို့နားလည်အောင်မြင်လုံးရမယ်ဘာလို့ဆိုလိုတာလဲဆိုတော့အဲ့ဒီမှာဒုတိယအားနည်းချက်ကဘာလဲဆိုတော့အမြင်လုံးရတယ်ခုနကပြောသလိုပေါ့အရေးပေါ်ဆောင်ရွက်ရတဲ့ချက်ကြောင့်အမ်အတိအကျအသေးစိတ်ညွှန်ကြားချက်တွေပါကြမှာပါမယ်ဆိုတော့ကျမတို့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အမ်ဥပဒေရှိတယ်အဲ့ဥပဒေရှိတယ်ဆိုတော့ဥပဒေတွေရဲ့နောက်မှာဘာပါလာလဲဆိုတော့ကျမတို့ procedure လို့ခေါ်ရလုံထုံးလုံးလေးတွေပါလာတယ်ပြီးလို့ရှိရင်ဒီတိုင်းမလုပ်လို့ရှိရင်ဒီတိုင်းလုပ်လို့ရှိရင်ရလက်ပေါ်မှာမူတည်ပြီးကျမတို့က rules and regulations ရှိတယ်ဒါကနိုင်ငံတကာနိုင်ငံမှာလည်းရှိတယ်လုပ်ငန်းတစ်ခုမှာလည်းရှိတယ်ကျမတို့အိမ်နေမှာတော့မှကျမတို့ individual တော့မှဒါစီးမြစီကန်းလေးတွေလှုပ်ထုံးလုပ်ငန်းလေးတွေရှိကြတာပဲလေဆိုတော့အဲ့ဒီမှာ announcement တခုထွက်လာတယ်မူဝါဒတခု policy တခုဒီလိုလုပ်ရမယ်လို့ထွက်လာတဲ့အခါမှာ procedure အသေးစိတ်ပါမသွားနိုင်သေးဘူးချက်ချင်းဟုတ်ကဲ့ဟုတ်ကဲ့ဒါလုပ်ရမယ်ဟဲ့ဆိုတော့အရင်ထုတ်လိုက်ရတာပေါ့နော်ဆိုတော့အဲ့လို unmanaged ကလေးရှိတဲ့ခါကျလူတွေကဘာဖြစ်သွားလဲဆိုတော့ HR တွေဝန်ထမ်းတွေအလုပ်ရှင်တွေကသွေးစွာဖြစ်သွားတယ်ဟုတ်ဘာလုပ်ရမလဲဖွင့်ရမလားမဖွင့်ရဘူးလားစစ်ဆေးရင်ရောဘယ်လိုစစ်ဆေးမှာလဲအဲ့အဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့အဲကျမကတော့အဲ့ဒီပုံမှာပြောချင်တာကတော့ဒါဖြစ်တတ်တယ် ယုတ်တိရဲ့ညှောလင့်ထားတဲ့ emergency base ပေါ်မှာအခြေခံပြီးတော့ကျမတို့လောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ကဲ့ကျမတို့ဘာလုပ်လို့ရလဲမသိရင်မေးလို့ရတယ်ဆိုတော့ကျမတို့အိမ်မှာဆိုရင်ကျမတို့တခုခုလုတ်တယ်မလုတ်တယ်လောက်ရမလောက်ရတင်လူကြီးတွေကိုမေးသလိုပဲရုံးမှာဆိုလို့ရှိရင်လည်းကျမတို့ကကိုနားမလဲရင်အထက်လူကြီးကိုပြန်မေးရမယ်ကိုလုတ်ဖောက်ကန်ဘက်ကိုမြင်တာမျိုးတွေရှိတယ်ဆိုတော့ဒီနိုင်ငံတစ်နိုင်ငံလုံးနဲ့ခြေတဲ့ကိစ္စကြီးမှာကျမတို့ဘယ်ဟုံမေးမလဲ မြို့နယ်ဆိုလို့ရှိရင်မြို့နယ်ရုံးဝင်မိမယ်မြို့နယ်ရုံးကမဖြေနိုင်ဘူးလားကျမတို့တဆင့်တက်မယ်တိုင်းရုံးဝင်မိမယ်တိုင်းရုံးကမဖြေနိုင်ဘူးလားတခါတဆင့်တက်မယ်ပေါ့အဲ့ဒီလိုမျိုးပေါ့အဆင့်ဆင့်နေတော့ကျမတို့မဖြစ်ဖြစ်အောင်မေးရတော့မယ်ဘာဖြစ်လို့ဆိုတော့ကျမတို့ဒါဟုတ်နားလေကျင်တာရှင်းကျင်တာသိကျင်တာဟုတ်ဆိုတော့ဟာ last minute မှာထွက်တယ်ဟေးလို့ထိုင်ကြီးနေမယ်အစားနားမလဲဘူးဟေးမပြည့်စုံဘူးဟေးလို့ထိုင်ကြီးနေမယ်အစားကျမတို့နောက်က action plan လိုက်ရမှာပေါ့ဆိုတော့လုပ်ငန်းရှင်ကလည်းလုပ်ငန်းရှင်ကဟုတ်ပြီငါလုပ်ငန်းပြန်ဖွင့်ရမယ်ဆိုရင်ဒါပြောစရာပေါ့နံပါတ်1တစ်ချက်ကတော့ဟုတ်တယ်ဟုတ်ဒါပေမဲ့ ဖွင့်မယ်ဆိုတဲ့အခါမှာသူကစစ်မယ်ဆိုဘာတွေစစ်မှာလဲဆိုလုပ်ငန်းရှင်ဘက်ကလည်းပူလိုက်မယ်တခါ HR ဘက်ကကြတော့လေဟုတ်ပြီဝန်ထမ်းတွေကိုပြန်ဆင်းရတော့မယ်ဆိုလို့ရှင်သူကမလုံးနဲ့ပြိမယ်ဟေးလို့ပြောတော့သူစီစဉ်ထားရတာလေးရှိတယ်ပြန်ဖွင့်မယ်ဟေးဆိုလည်းသူစီစဉ်ရတော့မယ် HR ဘက်ကဝန်ထမ်းအနေနဲ့ကြတော့လေရုပ်တရက်ကြီးရုံးပြန်တက်ရမှာလားမတက်ရဘူးလားနဲဒါမျိုးတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလုပ်ငန်းဝင် procedure ကိုဒါကကျွန်မပြောနေတာပေါ့လုပ်ငန်းဝင်လိုအပ်ချက်တွေကိုအရင်ပြောနေတာပေါ့နော်အဲ့မဲ့လူတစ်ယောက်ချင်းတစ်ဦးချင်းကပြန်ကြည့်ရင်လေလုပ်ငန်းရှင်အနေနဲ့လဲသူက နောက်တစ်ခုပူရတာကသူ့အပါဝင်သူ့ဝန်ထမ်းနေအတွက်ပူရတာဒီယောဂါကြီးပြန်ဖွင့်လိုက်လို့ရှင်ဟုတ်ကဲ့ပြန်နှံ့သွားမလားပို့ပြီးတော့များတခါနောက်တစ်ခါမှပူရတာလာဆစ်လို့ရှင်ဘာတွေလိုအပ်တာလဲဒါတွေကိုလည်းပြင်ဆင်အောင်မယ်အဲ့တော့ပြင်ဆင်ထားတဲ့ဂျားတွေကမှမဖွင့်အောင်ဆိုရင်ရောဝန်ထမ်းတွေဘက်ကကြာတယ်ငါလုပ်ငန်းရှင်ကကိုရီးယားလုပ်ငန်းရှင်ကဘယ်လောက်ထိပြင်ဆင်ပေးမှလဲ HR ကတော့ HR အနေနဲ့ကြာလုပ်ငန်းရှင်ကိုသူဘာတွေအကြံပေးမလဲ ဝန်ထမ်းတွေကိုသူဘယ်လိုမျိုးတွေ communicate လုပ်မလဲ communication ညံရေးကြည့်ရအောင်ခုနကလေဝန်ထမ်းတွေနားခမ်းနားတွေလောက်ပြီးဆိုရင်ဥပဒေနဲ့လည်းညှိအောင်နောက်တစ်ခုကကိုယ်ဝန်ထမ်းလည်းထိခိုက်မှုအနည်းဆုံးဖြစ်အောင်ပေါ့ကျွန်တော်လုပ်ငန်းရှင်ဘိုင်းကဟိုအရှာဘိုင်းကဟိုဘယ်လိုမျိုးစဉ်းစားပြီးလုပ်တင်လဲနောက်ဘာတွေရောသိထားတင်လဲပေါ့ကျွန်တော်ဟုတ်ကဲ့ပုံမှန်အားဖြင့်တော့ဒီ pandemic မှာမဟုတ်ဘူးလုပ်ငန်းတိုင်းမှာဝန်ထမ်း short တယ်ဆိုတဲ့အနေအထားမျိုးတွေရှိတတ်တယ် အချောင်းအမျိုးမျိုးနဲ့ပေါ့နော် short ဆိုတဲ့အနေအထားမျိုးတွေရှိတဲ့အခါမှာအဲစီမင်းစကန်နေဥပဒေတွေလုံထုံးလုံလေးတွေနဲ့ပဲသွားရတာပဲပေါ့ကျွန်မတို့အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ policy ရှိမယ် procedure ရှိမယ် rules ရှိမယ်ဟုတ်ကဲ့ဆိုတော့ okay ဝန်ထမ်းလျှောက်မယ်ဘာကြောင့်လျှောက်မှာလဲဆိုတဲ့အကြောင်းပြချက်တွေမျိုးစုံရှိနိုင်တယ်ဆိုတော့အင်္ဂလိပ်လိုဆိုလို့ရှိရင်ကျွန်မတို့ဘယ်လိုပြောကြလဲတချို့က lay off လို့ခေါ်တယ်တချို့ကတော့ down size လုပ်တယ်ပေါ့နော်အာအလှဆုံးစကားလုံးကတော့ right size ပေါ့ဟုတ်ကဲ့ အချိုးစားဝင်တဲ့အချိုးစားမှန်ကန်အောင်လုပ်လိုက်တယ်ဆိုတဲ့စကားလုံးမျိုးပေါ့နော်ဟုတ်ကဲ့ဘလို့ပဲခေါ်သည်ဖြစ်စေကျမတို့ကဒါရှိနေတဲ့ဝန်ထမ်းတွေရဲ့ဥယျာဉ်ကို short ချတော့မယ်ဆိုတာမျိုးရှိတယ်အဲ့တော့ဒီ short ချတဲ့အဆင့်အထိမရောက်ခင်မှာကျမတို့အခုလက်ရှိအာပန်ဒမစ်နဲ့ပဲပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် short ချတဲ့အချိန်တွေအထိမရောက်ခင်မှာကျမတို့ဘာလုပ်ပေးနိုင်တယ်လဲလုံးဝမ short ဝင်တယ်ဘာလို့လဲဆိုတော့ဒီကယောဂါဆိုတာကြီးကအမ်ကြာရင်ကြာကောင်းကြာမယ်ဒါပေမဲ့တစ်တစ်လုံးသွားမှာတော့မဟုတ်ဘူးလေ ကျမကတွင်နှန်းတွေကပြန်လိုလာမှာပဲအခုချိန်မှာလုပ်ငန်းလည်ပတ်ဖို့အတွက်တွေးကြပါလိမ့်မယ် airline တချို့ဆိုလို့ရှိရင်ဝင်နှန်းတွေကဒါနားနားပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒါသူတို့ကလောလောဆယ်မှာလုံးဝ airline ကလင်းရင်နေမပြန်ရတော့မပြန်ရတဲ့ဆိုတော့ဝင်နှန်းတွေကိုသူတို့ short လိုက်တာရှိတယ်လုံးဝအချိန်တွေကအဲ့လိုမျိုးရှိတယ်ဆိုတော့ဘယ် airline မှာမှလည်းအလုပ်ပြန်မရဘူးဆိုတာမျိုးတွေရှိတာပေါ့နော်ဆိုတော့အချိန်အနည်းရကျမတို့ကဝင်နှန်းကို short ရတယ်ဆိုတဲ့နေသားတိမရောက်ခင်မှာပထမဆုံးစဉ်းစားရမှာကျမတို့အဲဘလို့ work from home အင်းကနေပြောလှုပ်လှုပ်လို့ရတဲ့လုပ်ငန်းလားလှုပ်လို့မရတဲ့လုပ်ငန်းလားဆိုတာတွေအပိုင်းနေခွဲစင်လာတယ်လှုပ်လို့ရတယ်ဆိုလို့ရှိရင်ဒါအင်းကနေလုတ်ခိုင်းမယ်ပေါ့အင်းကနေလုတ်ခိုင်းတဲ့အခါမှာဘယ်လောက် effective ဖြစ်မလဲပေါ့အဲဒါမျိုးကြီးစဉ်းစားတယ်ဟုတ်ပြီနောက်ဆုံးမဖြစ်မနေဒါဝန်ထမ်းတွေကိုနားဖို့နားရတော့မယ်ဆိုလို့ရှိရင်ကျမတို့ကလုပ်ငန်းတစ်ခုချင်းစီမှာခုနကပြောသလိုပဲဒီအတွက်ကိုစီမံစီကံရှိတယ်ဘလို့ပုံစံမျိုးနဲ့ဝန်ထမ်းတွေကိုအနားပေးမလဲကြောကြီးဘလို့ပေးမလဲ ဒါမှမဟုတ်ရှင်လေလစာအနေနဲ့ရပိုင်ခွင့်တစ်ခုခုအနေနဲ့ပေးထားမလားဒါမျိုးကလုပ်ငန်းတိုင်းမှာရှိတယ်ရှင်ပုံမှန်အားဖြင့်ပေးသေးကြီးကြီးโอเคဒါကျွန်မလုပ်ငန်း perspective ကပြောတာပေါ့နော်ဒါပေမဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှင်လေကျွန်တော်တို့မှာလုပ်သမားဥပဒေတွေရှိတယ်အဲဥပဒေတွေဥပဒေတွေလုပ်ထုံးလုပ်နည်းတွေစီမင်းစည်းကမ်းတွေရှိတယ်အဲ့ဒီမှာကနိုင်ငံတိုင်းမှာမြန်မာနိုင်ငံအပါအဝင်နိုင်ငံတိုင်းမှာက ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုနဲ့ဝန်ထမ်းကိုအလောက်ကနေပြီးတော့ရန်နာတော့မယ်ဆိုလို့ရှိရင်ကျမတို့ကရော်ချေးပြရတာမျိုးရှိတယ်။တိကျပြစ်ဒဏ်အားလွှင့်ရင်ပေါ့။ဝန်ထမ်းတယောက်ဒီအာနိုင်ငံထောက်ထားတဲ့စီမံစည်းကမ်းလုပ်ငန်းထောက်ထားတဲ့စီမံစည်းကမ်းကိုမလိုက်နာလို့အဖြစ်ရှိလို့ထောက်တာမျိုးကလွှဲရင်ကျမတို့ကတခြားသတ်မှတ်ထားတဲ့ခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့များဝန်ထမ်းကိုလှုပ်လျှော့ခဲ့တယ်ဆိုလို့ရှိရင်ရဝန်ထမ်းရတဲ့ရတိုက်တဲ့အာရပိုင်ခွင့်ရော်ချေ ဘလို့ခေါ်ခေါ်ပေါ့နော်ဒါမျိုးကျမတို့ကလုတ်တက်လိုက်တော့ပြီးပေးရတာမျိုးရှိရမြန်မာနိုင်ငံမှာလည်းရှိသလိုနိုင်ငံတကာမှာလည်းရှိတယ်ဆိုတော့ကျမတို့ကလုပ်ငန်းတစ်ခုတည်းသူစီမင်းစီကံရှိတယ်နိုင်ငံရဲ့စီမင်းစီကံရှိတယ်ကျမတို့ HR နေနဲ့ဘာကိုပြန်ရှင်ကြည့်တယ်လဲဆိုတော့စီမင်းစီကံတစ်ခုချတိုင်းမှာနိုင်ငံကအနိုင်ဆုံးသတ်မှတ်ထားတဲ့စီမင်းစီကံဒီပါလေပေါ့အနိုင်ဆုံးလို့ပြောတာကနိုင်ငံရဲ့ဥပဒေဆိုတာက ကျမတို့ကဝန်ထမ်းတွေမထိခိုက်ရအောင်လို့ minimum ကိုသတ်မှတ်ပေးထားတာ အနည်းဆုံးတော့ဒါလုပ်ပေးရမယ်ဒါမျိုးတွေရှိအဲ့တော့အဲ့ဒါကိုကျွန်မတို့ HR တွေကနားလည်အောင်သိစားသိအောင်သဘောပေါက်အောင်လုပ်ရတယ် Okay တိပြီဆိုတဲ့အခါကျရင်ကျွန်မတို့လုပ်ငန်းရဲ့အာနိုင်ငံခြားလုပ်ငန်းဆိုလည်းနိုင်ငံခြားလုပ်ငန်းပေါ့နော်နိုင်ငံခြားကုမ္ပဏီတွေကြတော့သူတို့ရဲ့နိုင်ငံကစီးပင်းစည်းကမ်းတွေကိုလိုင်းနာထားတာရှိတယ်လို့ကုမ္ပဏီရဲ့လုပ်ထုံးလုပ်ကြီးတွေရှိတယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကနိုင်ငံခြားကုမ္ပဏီဆိုလည်းနိုင်ငံခြားကုမ္ပဏီကသူတို့လာပြီးတော့ဖွင့်တဲ့နိုင်ငံရဲ့စီးပင်းစည်းကမ်းတွေနဲ့ပြန်ညှိရတာပေါ့ကျွန်တော်တို့ HR တွေရဲ့လောက်ကပြန်ကြည့်ရတာပေါ့ ်အဲဒါကတော့ company ရဲ့အစည်းအကမ်းဒါကတော့နိုင်ငံရဲ့အစည်းအကမ်းအဲ့ဒီလိုပဲဒါ local လုပ်ငန်းတွေရှိမယ်မြန်မာမျိုးသားပိုင်းလုပ်ငန်းတွေရှိမယ်နိုင်ငံပိုင်းလုပ်ငန်းတွေရှိမယ်သူတို့ကတော့လေသူတို့စီမင်းစည်းကမ်းနေနဲ့အစိုးရရဲ့စီမင်းစည်းကမ်းနေနဲ့ပြန်ညှိရမယ်အဲ့ဒီမှာ HR ကဘာလုပ်ရတယ်လဲဆိုတော့ကျမတို့ကအစိုးရက minimum လို့သတ်မှတ်ပေးထားတာဒီအဲ့ဒါထက်မရောရဘူးဆိုတာပြောထားတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါထက်များပို့နေရင်ပို့လို့ရတယ်ဒါကတော့နော်လုပ်ငန်းအနေနဲ့လုပ်ငန်းရဲ့စီမင်းစည်းကမ်းကပိုကောင်းနေတယ် ဝန်ထမ်းအတွက်ပို့ပြီးအားတာချက်ရှိရဆိုရင် HR ကဒါကို encourage လုပ်တယ်ဝန်ထမ်းတွေအားလုံးအတွက်ဘာဖြစ်လို့ဆိုလုပ်ငန်းမှာရှိထားပြီးသားစီကံဒီအ ਨੇ ဆုံးရပိုင်ခွင့်ထက်မြင့်နေတယ်ဆိုမှတော့ကျမတို့အားအားကိုယူပေးကြတာပေါ့နော်ဆိုတော့ဒါထက်တော့နေလို့မရဘူးပေါ့အဲ့တော့တူနေတယ်ဆိုရင်လည်းတူနေတယ်ပေါ့ဆိုတော့တေချာတစ်ခုကတော့ကျမတို့ဒီလုပ်ငန်းတစ်ခုကတတ်မှတ်ချက်တည်အစိုးရကတတ်မှတ်ထားတဲ့စီမင်းစီကံနေအောက်တော့မရပါဘူး။ဟောအဲ့တော့လုပ်ငန်းတစ်ခုဒီဝန်ထမ်းတွေကိုရန်နာတော့မယ်ဆိုလို့ရှိရင်အစိုးရကတတ်မှတ်ထားတဲ့ ရော်ချင်းငွေရပိုင်ခွင့်တွေထပ်နှိမ့်ပြီးတော့ပေးလို့မရအောင်လုပ်ငန်းကတတ်မှတ်ချက်တာပို့တာတယ်ကောင်းမွန်တယ်ဆိုရင်ဒါပေးကြမှာပေါ့ဆိုတော့အဲ့ဒီစီမင်းစီကံတိုင်းကျမတို့တွားရပါတယ်အဲ့ဒီမှာမှအမ်အရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့ communication ခုနကကျမတို့ပြောပေါ့ announcement တစ်ခုထွက်တယ်ထွက်လာတဲ့အခါမှာ communication မှာအားနည်းချက်ရှိလို့ရှိရင်နားမလည်တာကြီးဖြစ်မယ်။နားမလည်တာကြီးဖြစ်လို့ရှိရင် အတန်နေထွက်လာမယ်။အငင်းပွားမှုတွေဖြစ်လာမယ်။ဆိုတော့ဝန်ထမ်းတွေကို အလောက်ကနေရန်နာမယ်ဆိုတဲ့အခါမှာလဲဝန်ထမ်းနေနားလည်အောင်ကျမတို့ကပြောပြဖို့ communicate လုပ်ဖို့လိုတာပေါ့ဆိုတော့အရှိမကျမတို့ကဒီဝန်ထမ်းတယောက်ကိုနားလိုက်မယ်ဘာကြောင့်နားမယ်ဘလို့နားမယ်ဘလို့ပေးမယ်ဆိုတာမျိုးတွေကိုကျမတို့ဆုံးဖြတ်ပြီးသွားတဲ့အခါမှာဒီဝန်ထမ်းတွေကိုကျမတို့ကဘာကြောင့် ဘယ်လိုလုပ်ရပါလဲဘယ်လိုလုပ်ပါမလဲဘာတွေဆိုတာကိုတိတိကျကျဆက်သွယ်ပြောဆိုရတယ်ပြီးတော့မှသာလေကျွန်မမေးမေးနေမေးခွန်းနေပြန်မေးနေမေးခွန်းနေရှင်ဖြေပေးရမယ်ပြီးရင်အဲ့ဒီအတိုင်းကျွန်မတို့ကရော်ကြေးပေးပြီးအလုပ်ကနေနားပေးလို့ရတာပေါ့နော်ဟုတ်ဟုတ်ကဲ့ကျွန်တော်အမှတစ်ခုဖြစ်ဆိုပြီးမေးချင်တာကကျွန်တော်တို့လက်ရှိကဒီကတ်ယောဂဖြစ်နေတဲ့ကာလကဒါတစ်ကမ္ဘာလုံးဖြစ်နေတဲ့ကာလဆိုတော့ဥပမာဟိုကျွန်တော်တို့ပုံမှန်အခြေအနေမှာ ရှိနေတဲ့ဥပဒေတိုင်း သွားဖို့မသွားဖို့ကအဲ့ဒါကဟိုဘယ်လိုမျိုးအခြေအနေရှိမလဲဥပမာလေကျွန်တော်တို့ကအဲဒီကက်ယောဂအားလုံးခံစားလို့ဟေ့ဆိုပြီးတော့ဥပဒေတွေမလိုက်ဟိုမလိုက်နာပဲနဲ့လောက်တာမျိုးတွေလည်းတချို့ရှိနိုင်တော့ဒီဒီဟာကဟိုမူရင်းပုံမှန်အခြေအနေတိုင်းပဲဒါတော့လိုက်နာမှောက်ဖြစ်မဲ့ဆိုတော့ဟာမျိုးရှိတာပေါ့ um generally ရတော့ကျမက recommend လုပ်ချင်တာကတော့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်အတက်နိုင်ဆုံး တတ်မှတ်ထားတဲ့စီမင်းစီကန်းတွေကိုကျမတို့က stick လုပ်ထားတင်နေပေါ့နော်ဒါမှသာလင်းကျမပြောနေကြစကားရှုရှယ်ကို back fire ပေါ့နော်ကိုစီကို ပြန်ပြီးတော့နောက်ကျော်ဟိုပြဿနာတက်မဲ့ကိစ္စတွေပြန်ရောက်မလာမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုကအစရေကအရာရာကိုအတက်နိုင်ဆုံးစီမင်းစီကန်းနဲ့အညီလုပ်ထားပြီဆိုလို့ရှိရင်အာငင်းပွားမှုနည်းမယ် complain နည်းမယ်ပြဿနာနည်းမယ်ပေါ့နောက်ဆက်တွဲပြဿနာနည်းမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဝန်ထမ်းတွေဘက်ကတော့ ဟိုဘာတွေသိထားတဲ့လဲတခုခုဆိုရင်ကိုယ့်ရဲ့ဟိုအကျိုးစီးပွားအတော့ပဲဖြစ်ဖြစ်နောက်တစ်ခုကကျွန်တော်တို့ကလိုတာကဒီချိန်မှာအားလုံးပြောနေကြတယ်ဒီအလုပ်ရှင်တဲ့လူတွေမှာပို့ပြီးတော့မှညှင်းညွတ်ဖို့လိုတယ်ပေါ့ဟုတ်ကဲ့ညို့ကို organization ကိုကျွန်တော်တို့ဘယ်လိုမျိုးဟိုကြည်တင်လဲဘယ်လိုစိတ်ထားတင်လဲဒီပုံမှာလीနောက်တစ်ခုကကိုယ့်ရဲ့ခုနလိုရပိုင်ခွင့်ရောအတူတူပေါ့ရပိုင်ခွင့်ရောဟိုဘယ်လိုမျိုးဒါသိထားတင်လဲဟုတ်အဲ့ဒီမှာလေကျွန်မတခုပြောချင်တာဝန်ထမ်းနေရာလीတော်တော်များများက မလို့တမဥပဒေတွေတို့နဲ့မဆိုင်ဘူးဆိုတာမျိုးပေါ့နော်ဖက်လို့ဖက်ကြဘူးလေလည်းမလုပ်ကြဘူးတို့တိကျရင်ဗာလဲအိရှာကိုပေးမယ်တို့မန်နေဂျာကိုမေးမေးမယ်ပေါ့အာဆိုတော့ကိုဒီဝန်တန်းအလုတ်တမဆိုတော့ကိုကအလုတ်တမဆိုရင်အလုတ်တမဥပဒေကကိုနဲ့တိုက်ရိုက်သက်ဆိုင်နေတူလားဟုတ်ကဲ့ဟုတ်ကဲ့ဥပဒေကိုအလုတ်ရှင်တယောက်ကဲ့သို့အိရှာတယောက်ကဲ့သို့အလုတ်တမနဲ့ကသိကိုသိရမှာဟုတ်ကဲ့ဟုတ်ကဲ့ဘာတွေလုပ်ရမလဲဘာတွေမလုပ်ရအောင်လဲရပိုင်ခွင့်နေတာဘာတွေလဲ ရောက်ပိုင်ဝင်တစ်ခုတည်းအတွက်မဟုတ်ဘူးစီမင်းစည်းကမ်းတွေရှိတယ်ကိုလိုက်လာရမယ်စီမင်းစည်းကမ်းတွေလည်းကိုသိရမယ်အလို့ရှင်ကပြောမှ HR ကပြောမှအော်ဒါမလုပ်ရဘူးပဲဆိုတာမျိုးမဟုတ်ဘူးဆိုတော့နိုင်ငံထုတ်ထားတဲ့ဥပဒေကဘာလဲလုပ်ငန်းကထုတ်ထားတဲ့ဥစီမင်းတွေကဘာတွေလဲငါဒါတွေရောလိုက်လာရမယ်ဟဲ့လို့သိထားခြင်းအပြင်ကိုအမှားမလုပ်ဘူးဟုတ်ကဲ့ကကုနာကပြောရရပိုင်ခွင့်ပေါ့ တော့ဘယ်နှနာရီလုံးလုံးကဘယ်နှနာရီပဲအလုံးလုံးခွင့်ရှိတယ်လဲဆိုတာသိထားမယ်ဆိုရင်ကိုလုံးခွင့်ရှိတဲ့အလုံးချိန်ထက်ပိုရင်ကိုကအချိန်မိုလုံးအားကရဖို့ရှိတယ်အဲ့တော့အချိန်မိုအားဟုတ်ပြီဒီနာရီထက်ပိုရင်တော့အချိန်မိုလုံးအားကပေးရမှာငါ့ကိုမပေးဘူးလားဒါကိုသိဖို့သိရမှာโอเคပေးတယ်ဆိုရင်ရောဘလို့တွက်ပေးရလဲဒဇာကွဲလားနှစ်ဆလားဒါနိုင်ငံရဲ့ဥပဒေထဲမှာပါထားပြီးသားကုမ္ပဏီရဲ့စီမင်းစည်းကမ်းထဲမှာလည်းပါထားပြီးသားအဲ့တော့ကိုဒီအော်ကျမအကြံပေးချင်တာတော့ရှင်းရှင်းလေးပဲကိုကလောက်တမ ဝင်တန်းမဲ့ဖြစ်ဖြစ်မန်နေဂျာပဲဖြစ်ဖြစ်ကျမတို့ဒီအလုပ်တစ်ခုမှဝင်လုပ်လိုက်ပြီဆိုဘယ်လောက် high boss ဖြစ်နေပါစေနောက်ဆုံးရှင်းရှင်းပြောမယ် CEO သူဒီ company ပိုင်ရှင်မဟုတ်သူရဲ့ CEO ရော managing director chairman တို့ဆိုတာဟာလာကယူပြီးလုံးလုံးနေသူတို့ဒီလုပ်သမားပဲ okay အဲ့ဒီလိုယာတူးမျိုးကနေ whole အဆုံအနေဆုံးယာတူးအထီရလုပ်သမားပဲဝင်တန်းအဲ့ဒီအတွက်ကြောင့်အလုပ်သမားနဲ့တက်ဆိုင်တဲ့ဥပဒေအားလုံးဟာအလုပ်သမားနဲ့သိရမှာပဲဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်အမ